လုံခြုံရေးတွေအထက်ထက်နဲ့လေပြည်တော်မှာပလီဆောက်ဖို့အတွက်အဲဥမင်းအွန်လိုင်းကလုံခြုံရေးနဲ့ခွင့်လွှတ်ထားတာဗျ။အဲနေပြည်တော်ဩဃတီတီကာကြီးကွင်းသားမှာနော်တစ်စိမ့်ပင်ရွာထိတ်ပလီဆောက်တယ်။သိကြပဲ။အဲ့ဒီပလီဆောက်မှာကဧကငါးဧကပေါ့။အဲ့ဒီနေကလည်းအဲ့ဒီရွာသားတွေရဲ့စိုက်ပျိုးမြေတွေဖြစ်တယ်။အဲ့ဒီပလီဆောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံကြုံရေးတွေအထက်ထက်နဲ့တည်တည်ချာချာပဲထားတယ် ဲ့တော့ခင်ဗျားတို့ကသာလုံခြုံရေးပေးနိုင်မှာပေးချင်ပေးနိုင်ချင်မှာပေးနိုင်လိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံခြုံရေးကိုဗလီဆောင်မဲ့နေရာမှာသွားပေးထားပါပြီဟိုနိုင်ငံတော်အစ်စ်ငါးဧကဗလီနှလုံးတော်ဆောက်ခွင့်ပေးမှာ ပလီတော်မှာယူတဲ့ပလီမဟုတ်တော့စိုနီပလီနဲ့ရှီယာပလီပေါ့နော်ခင်ဗျားတို့ခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလှုပ်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားလေနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့ခါတဲ့အဘာသားကိုချစ်ပါတယ်သာသနာကိုချစ်ပါတယ်ကျွန်တော်တို့တော့မှဟိုကလှုပ်ပြမဒီကလှုပ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားဆစ်စစ်နေဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲ